ရှင်မဟိုပါလေဝီနီးဟာလူတွေမသိမသိခေါင်းဘူးလို့လူကြီးတွေများပြားပြောရပေါ့ရှင်မဒါဟိုဒါဟုတ်တယ်လို့ဆိုမလားရှင်မဘာလို့ဆိုတော့တီးပြီဆိုရင်ဟောဟောနေရာတကာအဲ့လိုမျိုးမြင်တတ်တော့လေမြင်တတ်တော့ပြောမယ်ကုသိုလ်စိတ်မဖြစ်ပဲအကုသိုလ်စိတ်များတယ်ဆိုပြီးတော့ကြီးတွေရဲ့နှလုံးသားထဲမှာတော့ရှိနေရရှင်မအဲ့ဒါကိုရှင်မဘယ်လိုယူဆမလဲဗျာအဝင်းနေရာမသိလို့မရဘူးတိကိုသိရမယ်ဒါပေမဲ့ဥစ္စာလို့ကပိယသင်္နန်းတော်ကပြောတယ်လို့လေဘာလဲဥစ္စာလို့ ဝင်းဒီလေးလာတယ်ဆိုတာတန်ဃာတော်တွေကိုစော်ကားဖို့မဟုတ်ပါဘူးเนาะတန်ဃာတော်တွေသာသနာပြုတဲ့အခါမှာအဘက်မသိအောင်လို့လေအခုဒီနေ့ဆိုရင်လက်တွေပဲလေဒီနေ့စကားကြီးတို့ဆုံးကတ်တယ်ဆုံးကတ်တဲ့အခါမှာဦးဇင်းတို့အသီးတွေပါတယ်အသီးတွေမှာဦးဇင်းတို့အစေ့တွေပါတယ်ဆိုတော့ကဲအဲ့တော့ဦးဇင်းတို့မကပ္ပိယတင်တဲ့တက်ထားတဲ့ဒကာလေးတွေဆိုပြတဲ့အခါကျတော့ကဲဒကာလေးလာစမ်းဟောဒီမှာအစေ့တွေပါတယ် ုစံအဆန်အလုပ်ကြရအောင်ခေါ်လိုက်တော့ရှောရှောရှူရှူပဲဘာမှထစ်ဖို့နေတာမရှိဘူးကပ္ပံကရောကြီးလို့ဘုန်းကြီးကဆိုလိုက်တယ်အဲကပ္ပံတည်တန်းတက်ထားတဲ့တကားလေးရကပ္ပံဘန်နေဆိုပြီးတော့သူခြုံလေးနဲ့ထိုးပေါက်လိုက်တယ်ချောနေတာပဲဒါဝင်းနီးမသိတဲ့ပုဂ္ဂိုလ်ဆိုအပေါအောင်ရှင်းပြတော့မှာဆိုတော့ဆိုတော့ဝင်းနီးသာ तू မသိဘူးဆိုရင်ဥစ္စာဒီအသီးတွေစားလို့ရမှာလည်းမဟုတ်ဘူးဟုတ်တော့တာလို့လူတွေဝင်းနီးသိဖို့လိုတယ်ဆိုတာနမုနာတာတကပြောပြတာလေအဲ့လိုသိလိုက်တဲ့ခါကျတော့ဘာဖြစ်လဲတန်ဃာတော်တွေချမ်းချမ်းတန်တန်နဲ့ပစ္စည်းလေးပါတုံးဆောင်လို့လွယ်သွားတာပေါ့အဲ့တော့ဝင်းနီးမသိဘူးဆိုရင်တန်ဃာတော်တွေရဲ့မအပ်မရက်ဘက်ဆက်တွေဖြစ်သွားတာလေအဖျော်ရင်ဖျော်တာကအစပြီးခဲ့တဲ့ အပတ်ကဥစဉ်တော့တိမ်သမုတ်သွားကြတယ်လေအဲတိမ်သမုတ်သွားတယ်ဘုန်းကြီးကလည်းဝီနေတော့အလေးပြတဲ့ဘုန်းကြီးပါပဲဒါပေမဲ့သူ့တက္ကရာမတွေကမတင်ပေးထားဘူးလေအဲ့တော့ဟိုဥစဉ်တော့ကဟိုမှာအဖျော်ကြီးကက်လို့ရလားလို့သူကမေးတယ်ရတယ်ပေါ့နော်တဘာဝအဖျော်ကြီးပဲကက်ပါပေါ့ဆိုတော့တမတမလိုက်တော့မကြီးရေစည်စနာပါတယ်ဆိုဥစဉ်ကပြောလိုက်သေးတယ်မကြီးရေဆိုရင်တော့တော်တော်စစ်ရမှာနော်လို့အနေရီဖက်တီပါတတ်တယ်လို့ပြောတော့အဲ့တော့တမတမလိုက်တော့ခိုင်းနိုင်မယ်ပေါ့ဒါပေမဲ့တက္ကရာမတွေကနားမလဲဘူးလေသူတို့ထင်တာကအရေးဆိုရင်ရပြီအဖျော်ကြီးဆိုရင်ရပြီ ဒါပေမဲ့အမှတကယ်တကယ်ကတ်တဲ့ခါကျတော့အဖက်ဒီအများကြီးပါလာတယ်။ဒါဘာဖြစ်လဲဆိုတော့ဝီနီမသိတဲ့အဖြစ်ပေါ့နော်။အဲ့တော့ဝီနီတိတဲ့ပုံကိုဆိုလို့ရှိရင်တိတိချာချာစစ်မယ်ပေါ့နော်ဆက်လိုက်လို့ရှိရင်ဒါဘုန်းကြီးတွေဝိကလာပေါ်စနာအပဲလည်းမတင်တော့အဲ့တော့ဝီနီမတိတဲ့အခါကျတော့အဖျော်ကြီးကတ်တဲ့အခါမှာအဖက်ဒီပါလာတယ်ဒါဘာဖြစ်လဲဝီနီမတိလို့လေအဲ့တော့ဆိုလိုတာကဝီနီလိလာသင်ယူခြင်းနေဆရာတော်တန်ဃာတော်တွေအပဲမတင်အောင်ကုညီဖို့အတွက်ဖြစ်ပါတယ်အဲ့တော့စော်ကားဖို့မဟုတ်ပါဘူး နော်အဲ့တော့ဝင်းနေမသိတော့တန်ဃာတော်တွေမချမ်းသာဘူးပေါ့နော်ဟိုမအမဆက်တွေဖြစ်တတ်တယ်ပေါ့ဒါကြောင့်ဆိုတော့ဝင်းနေသိကိုသိတင်ပါတယ်နော်